အားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ9ရက်ဒီဇင်ဘာလ9ရက်နေ့မှာတော့တည်င်းထူကတော့ဟောမာတောင်မူလီတက်ကိုနေပြီးတော့တကိဌာနချုပ်ကိုပုံချေတဲ့အကြောင်းကတော့တကိထူဆန်းတဲ့အကြောင်းအရာတစ်ခုဖြစ်လာတယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာတော်တော်ကိုတော့ဆောင်ကျက်တယ်တော်တော်ထူထူထပ်ထပ်လုပ်ထားတဲ့နေရာတွေဖြစ်တယ်အဲ့ဒီဟာကိုနေပြီးတော့ပုံချေတဲ့ကိစ္စကတော့တော့တကိတတိမီဒီယာမှာဟိုလင်းတကျော်ဖြစ်တဲ့တတိနေပုံဖြစ်တယ်ပြီးလို့ရှိရင်တော့ဒီမကွေးတိုင်းမှာပဲပြည်သူလူထုတွေကိုဖမ်းတယ်ဖမ်းပြီးမှသူတို့ကို ခြေရလက်တွေဖြတ်တဲ့ကိစ္စကလည်းတော်တော်ကိုတတိယမီဒီယာမှာဟိုလိတကြောဖြစ်တဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ပြီးလို့ရှိရင်တော့ဒေါက်တာဒေဇာဆန်မန္တလေးမြို့မှာစန္ဒပြပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့တတိယလို့လည်းကျွန်တော်တို့ဒီနေ့နားဆင်ရဖို့ရှိတယ်ဆိုတော့ပထမဆုံးကတော့ငွေတိုင် ပေါက်မျိုးနေမှာဆိုလို့ရှိရင်တော့သက်ကဆက်ကစစ်ကြောင်းထိုးတယ်เนาะအင်အား200နဲ့စစ်ကြောင်းထိုးတယ်သူတို့ကပြည်သူ၄ယောက်ကိုဖမ်းတယ်เนาะဖမ်းပြီးတော့သူတို့ကိုလက်ညှိုးတွေကိုဖြတ်တယ်เนาะပြီးလို့ရှိရင်တော့နေရွက်ကိုဖြတ်တယ်ဖြတ်ပြီးတော့သူတို့ကဘေးမှာယူဆောင်သွားလဲဆိုလို့ရှိရင်ဟုတ်ရှင်းတမ်းမှာယူသွားတယ် တကယ်လူသားနိုင်ဖြစ်နေသူတို့ခေါ်ဆောင်သွားတယ်ရှေ့တန်းမှာတကယ်တိုက်ပွဲတွေမှာဆိုလို့ရှိရင်အသေးခံခိုင်းတယ်နောက်တော်တော်ကိုရုပ်မာတယ်နော်ဒီဘက်ကတော်လိုင်းရဲ့အဖွဲတွေကသူတို့အဖွဲတွေကိုဖမ်းဆီးလို့ရတဲ့အခါမှာအဲ့လိုမျိုးတစ်ခါမှမလုပ်ဘူးလူသားတိုင်းနဲ့တစ်ခါမှမလုပ်ဘူးလူသားတိုင်းလုပ်လို့ရှိရင်တော့ရတာပေါ့နော်အဲ့ဒီမှာတကယ်နော်တက်ခိုင်းလိုက်အရှိမဒီဖမ်းဆီးရမိတဲ့လူတွေကိုအကုန်လုံးအဲ့လိုမျိုးနော်လုပ်လို့ရတာပဲနော်လုပ်လို့ရတာပဲဒါပေမဲ့ဒီဖက်ကလူတွေကတော့တကယ်လူသားဆန်တဲ့နော်ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်အစ်ပြတော့တကယ် standard army ပါလို့ပြောတဲ့လူတွေက လူမဆန်တဲ့လောက်ရိုက်တွေကိုလုပ်ပြီးတော့တကယ်နော်ဒီ9နှစ်သား PDF ကတကယ် standard မမီနဲ့သူတို့လောက်ဆောင်တော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုချစ်ချစ်အားဖြင့်တော့တော်တော်ကိုပြောင်းပြန်ဆက်ကပ်ဖြစ်နေပြီဒီနေ့ခေတ်မှာဆိုလို့ရှိရင်ခေတ်ကပြောင်းပြန်ဖြစ်ကုန်ပြီနော်တကယ် standard army မှာအဆင့်38တို့ပါတို့ရောက်တဲ့လူတွေကအကုန်လုံးသူတို့လောက်ရိုက်တွေကလူမဆန်တဲ့လောက်ရိုက်တွေပဲအဲ့ဒီခြေတွေလက်တွေဖြတ်တယ်ဆိုတာနော်သူတို့ကိုဖြတ်ရင်တော့ဘယ်လိုလုပ်မလဲမသိဘူးနော်သူတို့ကိုဖြတ်ရင်တော့ဒီလိုမျိုးခံစားရမှာပဲနော်ကျွန်တော်ကတော့ ဒီ Hammurabi ရဲ့ code ဥတွေကိုတခါတလေကြာလို့ရှင်ကြိုက်တယ်နော်ကြိုက်တယ်ဘာဖြစ်ဆိုတော့ဒီလိုကလမ်းညွှန်ဖြတ်တယ်ဆိုရင်ဖြတ်တဲ့လူကိုဒါဖြတ်လိုက်ဆိုတော့ဒီလူကအများလုံးတစ်ဖက်ဖောက်တယ်ဆိုရင်ဖောက်လိုက်အဲ့ဒီလိုလည်းဖောက်လိုက်ဒီလိုတတ်တယ်ဆိုရင်သူ့လည်းတတ်လိုက်တော့နော်အဲ့လိုမျိုးပုံစံမျိုးပေါ့ဒါပေမဲ့ဒီနေ့ခင်မအဲ့ဒီဥတွေကို account ထဲမှာဖောက်တော့ဘာဖြစ်လို့ account ထဲမှာဖောက်လဲဆိုလို့ရှိရင်အဲ့ဒီအမှားရွေးနဲ့အများကြီးရှိတယ်နော်အဲ့လိုမျိုးလှုပ်ဆက်တွေအများကြီးရှိတယ်ပတ်စံနဲ့နိုင်တဲ့လူတွေအများကြီးရှိတယ်အတိတ်ပြရတော့သူတို့ကတကယ်တကယ်ဟုတ်တယ်လို့ ငွေအားနဲ့လူအားနဲ့သူတို့အတိုင်းဝန်းအားနဲ့လုပ်တဲ့ခါကျတော့ဘာမှမစီမဆိုင်တဲ့လူကနော်အပြစ်မဲ့တည်သွားတယ်နော်တည်ပြီးတော့နောက်ပိုင်းမှာမှတကယ်ဖိအမှန်ကိုပြန်သိရတယ်အဲ့လိုမျိုးဟာမျိုးတွေကိုရှိတဲ့ခါကျတော့နော်အခုခက်မှာတော့အဲ့လိုမျိုးဥပဒေကိုသူတို့မလုပ်တော့ဘူးဒါပေမဲ့စက္ကစဖက်ကလူတွေကတကယ်လူမဆန်စွမ်းတဲ့ဒီလိုလုပ်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာငါဖောင်ကန်ရွာမှာရောက်တဲ့ခါကျတော့အဲ့ဒီလူတွေကအကုန်လုံးပြန်ပြီးထုတ်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာအခုဓာတ်ပုံတွေတထင်းဓာတ်ပုံတွေတက်လာလိမ့်မယ်နော်အဲ့ဒီမှာလက်ညှိုးပြတ်တာတို့ပြီးလို့ရှိရင်တော့ဒီနေရက်ကိုဖြတ်တာတို့စသဖြင့်ဒီဟာတွေကိုနေပြီးတော့ နော်ဒီပုံတွေကိုတွေ့ရနိုင်မယ်တင်းမီဒီယာမှာတော်တော်ကိုစိတ်မကောင်းစရာပဲနောက်တစ်ခုကကျွန်တော်တို့တက်တင်းထုတစ်ခုကတော့နော်ပကိုးတိုင်းတောင်ငုံမြို့နယ်မှာရှိတဲ့တောင်ငုံလေတက်ဌာနချုပ်အဲ့ဒီမှာလေချောင်းရံထင်းထင်းနဲ့ဒီမျောစင်ရှိတယ်နော်မျောစင်ရှိတယ်ပြီးလို့ရှိတော့တကိတ်ဂျင်မာတွေနောက်ထူထပ်လောက်ထတဲ့နေရာတွေဖြစ်တယ်ဆိုတော့အဲ့ဒီနေရာကိုတကိတ်ဒေခန်တုံးကနေပြီးတော့၄စီနဲ့သူတို့ခြားတယ်ခြားတဲ့ချက်မှာနစီကတော့အတိအကျထိမှန်တယ်အဲ့ဒီမှာတကိတ်ဒီမျောစင်တို့ဘာလို့ကိုထိတယ်ပြီးလို့ရှိရင်တော့တကိတ်ထင်းချုပ်တဲ့နေရာတွေထိတယ်ပြီးလို့ရှိရင်တော့ ဒီချက်မှာနေထိတယ်เนาะအဲ့ဒီပြီးတော့မှတ်တမ်းလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်လေးစင်းမှာနှစ်စင်းကတော့အတိအကျထိတယ်ဆိုတော့ဒီတည်င်းကတော့တကယ်တည်င်းကောင်းတစ်ခုဖြစ်တယ်အဲ့ဒီလေတက်ဌာနချုပ်ကိုတိုက်ဖို့ကတော့เนาะတကယ်အဆင့်ဆင့်လေချောင်းရံကာကွယ်ရေးတွေကိုနေပြီးတော့ဖျက်ကျော်ရတယ်သူတို့เนาะဖျက်ကျော်ပြီးမှအဲ့ဒီမှာသူတို့တိုက်ခိုက်တာဖြစ်တယ်တော်တော်ကိုအန္တရာယ်ရှိတယ်ပြီးလို့ရှိရင်တော့သူတို့ကတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့က MI35 နဲ့တော်တော်ကိုပုံချေတယ်เนาะလိုက်ပုံချေတယ်ပုံချေတဲ့ခါကျတော့သူတို့ကလည်းအဲ့ဒီမှာ နောက်ချက်တရတယ်။ဒါကြောင့်သူတို့ကထုတ်ပြန်မှုကနောက်ကျတယ်ဆိုတဲ့ဟာကိုလည်းသူတို့ပြောထားတာတွေ့ရတယ်။ဆိုတော့အဲ့ဒီတိုက်ခတ်မှုကတကယ့်အောင်မြင်မှုလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်ဆိုတော့အဲ့ဒီလေချောင်းရကာကွယ်ရေးနော်အဲ့ဒီဌာနမှာဆိုလို့ရှိရင် တကယ့်ဌာနချုပ်မှာဆိုလို့ရှိရင်နော်တကယ့်မျိုးစင်တွေရှိတယ်။တာဝါတိုင်းတွေရှိတယ်။ပြီးလို့ရှိရင်နော်ဂျမားတွေထူထပ်လုပ်ထားတာရှိတယ်။နော်အဲ့ဒါကိုနေပြီးတော့ဂျမားတွေကိုအကုန်လုံးဖျက်ဆီးနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်တို့ချစ်ကြရအောင်။ နောက်တစ်ခုကရန်ကုန်မြန်ကုန်မြို့နယ်မှာဆိုလို့ရှိရင်လူငယ်အယောက်ပေါင်50ကျော်ဖမ်းခံရတယ်။အဲ့ဒါကသူတို့စစ်မှုထမ်းစစ်မှုထမ်းတော့ဆက်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 ခေါ်နေတယ်မှဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့သူတို့တော်တော်ကအရသာတွေ့သွားပြီနော်။အဲ့ဒီလူတွေကိုခေါ်တယ်ခေါ်ပြီးမှသူတို့ကတပွေးသုံးတပွေးသုံးရှေ့တားမှာတကယ်လူလိုင်းနဲ့တက်လို့ရတယ်တကယ်အောင်မြင်မှုတွေအခုရနေတယ်နော်။အဲ့ဒီလူတွေကအရင်တော့ဆိုရင်300အခုဆိုရင်1000နဲ့ချီတော့စစ်ချုပ်ထိုးနိုင်တယ်ဘာဖြစ်ဆိုတော့ဒီ ပိုက်ဆက်ဆစ်ရှစ်စကူထိမှဆိုလို့ရှိရင်တောင်းကနဲ့အထိသိန်းကနဲ့နေပါလို့ရသွားပြီနော်ရသွားပြီဆိုတော့အဲ့ဒီလူတွေကိုအကုန်လုံးရှေ့တန်းမှာပို့တာနောက်ခုဆက်ပြီးတော့သူတို့ကဖမ်းနေတော့ပဲဒီတော်လိုင်းရဲ့မပြီးသေးတဲ့သူတို့ကတော့အဲ့ဒီစေမထောက်ဥပဒေနဲ့သူတို့အကုန်လုံးဖမ်းနေမှာပဲဆိုတော့ပြည်သူလူထုတယ်ဒီ ူငယ်တွေကလည်းတော်တော်ကိုရှိတာ哦ဈာပေါင်း50ဆိုတော့လည်းနေလာမှမဟုတ်လားတချို့လူတွေရှောင်းတယ်တချို့လူတွေကတော့ဘာမှကြုံဆိုင်ဘူးလေဆိုတော့အဲ့ဒီလူငယ်တွေကတော့ဖန်ခံရတဲ့အခုရန်ကုန်မြန်ကုန်မြို့တွေမှာဆိုလို့ရှိရင်လူငယ်50ကျော်ဆင်းမှုထံပေါ်တဲ့ပေါ်တာဆွေးခိုင်းရတယ်ဆိုတဲ့အကြောင်းတွေ့ရတယ်နောက်တစ်ခုကမန္တလေးမြို့ပဲနော်မန္တလေးမြို့မနေ့ကဒီဒေါက်တာတေဇာဆန်ကမလာရောက်တဲ့အချိန်မှာအဲ့ဒီမှာတကယ်လုံခြုံရေးတွေကနေပြီးက RPG တွေပါတယ်ထမ်းပြီးတော့သူရဲ့ယူနေရတဲ့အချိန်မှာအဲ့ဒီမှာတကယ်မျိုးလေးကောင်းပါနော်မျိုးလေးကောင်းပါသူတို့ဆန်တာပြတယ်အဲ့ဒါဈေးချိုအနေမှာမလာလေးရောက်ချင်းအဲ့ဒီမှာ ဒီရွေးကောက်ပွဲကိုဆန္ဒပြတယ်အဲ့ဒါပြတော့ရွေးကောက်ပွဲကိုတပိမောက်ဖို့ပြပြတတတပိမောက်ဖို့ကွန်ဆယ်လုံးတိုက်တာသူကြောင့်ဖြစ်တယ်တိုင်ပြပြတာသူကြောင့်ဖြစ်တယ်စသဖြင့်အဲ့လိုမျိုးသူတို့ပြောတယ်ပြောပြီးမှဆန္ဒပြတယ်ဆိုတော့အဲ့ဒီမှာပြည်သူတို့ထုတ်တယ်လေသူတို့ရဲ့တိုင်ပင်တွေကိုအော်တဲ့အချိန်မှာသူတို့လိုက်ဆိုကြတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့တကိတ်เนาะအသေးစိတ်သူတို့ကလိုက်ရှာတယ်เนาะလိုက်ရှာတယ်ရက်ွက်တွေမှာတကိတ် နော်သူတို့လိုက်ရှာတယ်လိုက်ရှာလို့မတွေ့ဘူးသူတို့ကိုဖမ်းတော့တော့မရဘူးဒါပေမဲ့အဲ့ဒီဈေးမှာနော်ပေါင်ပတ်သက်နေတဲ့အဲ့ဒီပြရတော့ဒီဆန္ဒပြပွဲမှာဟော်တဲ့လူတွေအဲ့ဒီအနီးနားမှာအဲ့ဒီပေါင်ပတ်ချက်မှာရှိတဲ့ဆိုင်ကိုအုံလုံးဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကအလေပိုက်ပိုင်းနော်အဲ့ဒီစေဌာနချုပ်တိုင်းမှုဘုံမှုချုပ်ဘုံမှုချုပ်ထင်မဲ့လက်ကနေပြီးတော့အဲ့လိုမျိုးဈေးဆိုင်ကိုအကုန်လုံးဖျက်ဆီးခိုင်းတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတော့အပေါ်ကအမိတ်ပါပဲနော်အပေါ်ကအမိတ်နဲ့သူတို့ခြားရတာအဲ့ဒီပြရတော့မအားလားလေရောက်ဆိုင်ဆိုတော့တိခါကြတာပေါ့တိခါပြန်ပြန်ကြတာပေါ့ ဆိုတော့အဲ့ဒါကြောင့်သူတို့ကအဒီဈေးဆိုင်တော့ကလုံးဖြစ်စီခါနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒါလည်း same concept ပဲအဲ့ဒီမှာဆန္ဒပြတယ်သူတို့ကတော့နော်ဆန္ဒပြလို့ရတယ်နော်သူတို့ဖွဲ့တွေကတော့ဘလို့ပဲပြပြနော်လုံချုံရေးတော့မှယူပေးလိုက်သေးတယ်နော်အခုဒီဖက်ကတော်လိုင်းရဲ့ဖွဲ့တွေကဘာအကြောင်းပဲဖြစ်ဖြစ်ဆန္ဒပြတယ်လို့သူများနော်သူတို့ထိတာပဲနော်အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ဟာသူများလည်းအကုန်လုံးထိတာပဲဆိုတော့တော်တော်ကုန်တော့တရားမျှတမှုတွေမရှိကြဘူးပေါ့နော်သူတို့ဖက်ကလူတွေကတော့တရားမျှတမှုရှိလို့ရှိရင်ဒီလိုနဲ့အာဏာမသိမ်းပါဘူးလေဒါကတော့ပြောစရာမရှိတော့ပါဘူးနော်ဆိုတော့သူခင်မှာတော့သူကတော့လုံနေဦးမှာပဲ ကျွန်တော်သူခေကုံတဲ့အချိန်ကတော့လည်းသူလည်းတော်တော်ကိုကြောက်နေရမှာပါဒီနေ့ကြာလို့ရှိရင်တော့သူ့အလှေတော့ရောက်လာမှာပါအလှေကတော့တသမတ်တည်းဒီလိုတော့ဘယ်တော့မှမဖြစ်ဘူးလေနော်ဒီနေ့ကြာလို့ရှိရင်သူ့အလှေရောက်လာလိမ့်မယ်သူ့အလှေရောက်လာတော့အချိန်ကြာလို့ရှိရင်သူလည်းဒီလိုပဲဖြစ်စစ်ခါမှာပဲနော်ဆိုတော့အလှေဆိုတာဒီနေ့ကြာတော့ရောက်မယ်အချိန်အချိန်တိုင်းတာအချိန်တိုင်းတာတစ်ခုတော့ရှင်းနေအောင်မှာပေါ့နော်ရှင်းနေအောင်မှာပဲသူ့လည်းကြာလို့ရှိရင်လည်းသူလည်းမနှွေးနဲ့ပေါ့ကွာဆိုတော့အဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ် က်တစ်ခုကမြောက်ဒီမြို့ခုကြားဖြန့်ကိစ္စနဲ့ဆိုလို့ရှိရင်ခုပထမကခေဖာနော်ခေဖာကိုအရင်မှရှင်းလင်းတယ်မိုင်းဖောက်ခွဲတဲ့အဆောက်အဦတွေကိုယာနေချီတော့မိုင်းခွဲဖြစ်စီတယ်ပြီးလို့ရှိရင်တော့ ဟုတ်ဖက်မှာဒီရှုကုတ်ကိုရှုကုတ်ကိုမှာဆိုလို့ရှိရင်လည်းတရားမဝင်အဆောက်အဦတွေအများကြီးရှိတယ်။ယာနဲ့စီပဲရှိတယ်။အဲ့ဒါကိုနေပြီးတော့ပထမဆုံးဖောက်ပြလာကစနေထက်အဆောက်အဦတွေကိုသူတို့ဖောက်ပြတယ်။ပြီးလို့ရှိရင်တော့64လုံးပြန်ပြီးတော့ဖောက်တယ်။ဆိုတော့အဲ့ဒီကနေ30နာ KNU နဲ့ဝင်ပြီးတော့ဟုတ်ဖက်မှာမင်းလက်ပါမှာနေပြီးတော့အဲ့ဒီမှာဖမ်းနေစီးတယ်။ဆိုတဲ့အခါကျတော့ဒီတရားမှာ KNU ကြတော့ဟုတ်ထိုင်းနဲ့အဆက်အသွယ်လုပ်တဲ့ခါမှာတော်တော်ကိုတော့အခက်အခဲရှိတယ်။ဒါပေမဲ့ကြားဖြန့်ကိစ္စဆိုတော့ပထမပိုင်းတော့ အဲ့ဒီထိုင်းဖက်ကလည်းခံတယ်နောက်ထိုင်းလည်းဆက်ဆက်မဲ့ရှိတယ်သူတို့သူတို့ပူပေါင်းဆောင်ရွက်မှုလုပ်တယ်ဒါပေမဲ့ KNU ကြတော့အစိုးရမဟုတ်တဲ့ခါကျတော့ဟိုဘက်ကအစိုးရဒီဘက်ကအစိုးရမဟုတ်တဲ့အဖွဲ့အစည်းဖြစ်နေတဲ့ခါကျတော့သူတို့ဆက်ဆံရေးကနည်းနည်းရော့ချသွားတယ်နော်ရော့ချသွားတဲ့ခါကျတော့အဲ့ဒီမှာလည်း ကျွန်တော်တို့ခုတိုက်ပွင့်နေတော့ဖြစ်နေတော့ပဲဒါပေမဲ့ဆက်ဆံရေးကနည်းနည်းကျေးသွားတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ခုကမြောက်ဒီမျိုးထင်းမှာတောင်မှအမှတ်3ရက်ွက်မှာဆိုလို့ရှိရင်အဲ့ဒီမှာကြက်ကြဖြန့်ယုံတွေ့ုံရှိတယ်အဲ့ဒါက669အဲ့ဒီကြဖြန့်ယုံကနေပြီးတော့ဝင်စီးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်အဲ့ဒီမှာဒီကြဖြန့်နဲ့ပတ်သက်တဲ့လူတွေကလည်းတော်တော်ကိုဖန်ဆီးခြင်းကိုခံရတယ်အဲ့ဒီမှာအယောက်ပေါင်း950เนาะအယောက်ပေါင်း950ဖန်ဆီးခံရတယ်အဲ့ဒါမှာကျွန်တော်တို့ဘုတ်တင်ဝင်းတို့ကနော်အဲ့ဒီမှာတကယ်အရေးကြီးတဲ့ကောက်ဆောင်တွေကိုနေရာတစ်တည်းစီမံနေပြီးတော့ပြောင်းရွှေ့နေတယ်နော် ပြောင်းရွှေ့ထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီနေ့မှတိုင်ပြီးမှာပဲသူတို့အချင်းချင်းပြစ်ခတ်ကြတယ်နော် PGI တွေအဲ့ဒီအဲ့ဒီမြောက်တွေမြို့ပေါ်မှာပဲနော်အဲ့လိုမျိုးပြစ်ခတ်တဲ့နော်ဖြစ်စင်နဲ့ဖြစ်ခဲ့တဲ့အခုကတော့အဒီမှာစကားစကားဝင်သိမ်းတဲ့အဲ့ဒီပြေတော့အဒီမှာပိုယုံသုံးကားနဲ့ထွက်ပြစ်ကြကုန်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကအမှတ်669အဲ့ဒီကြောက်ဖြဲ့ရုံတော့ဝင်စီတာတော့ဝင်စီတာ250ဖန်စီရမိတယ်အဲ့ဒီမှာဗိုလ်တင်ဝင်းတို့ကတော့အဲ့ဒါက BGF ရဲ့ကောင်းဆောင်ဗိုလ်တင်ဝင်းတို့ကတော့ အလိုမျိုးတကယ်ကြားဖြတ်ကောင်းဆောင်တွေကိုထွေပြောင်းပေးတယ်ဟိုပါနေရာရွှေ့ထားတယ်အဲ့ဒါကလည်းပဲမလာပါတာပဲလေနော်စကားစားဖက်ကပါတာပဲသူတို့ပူပေါင်းပြီးတော့အပြောင်းလဲလုပ်နေတာပဲလေမဟုတ်လို့ရှိရင်တိနေတဲ့ဒီတည်င်းဌာနတော့မှသိနေတဲ့ဟာသူတို့မသိစရာချောင်းဘာမှမရှိဘူးလေအဲ့ဒါကိုသူတို့ခွင့်ပြုလေဆိုတာကသူတို့အတိပေးရတာလက်ချင်းရိုက်ပြီးတော့သူတို့လုပ်တဲ့အလုပ်တွေပေါ့နောက်တစ်ခုကတန်ယုံတယုံ နော်ထပ်ပြီးတော့တိုးလာတယ်ဒုတိယမြောက်တန်ယုံနော်ဒုတိယမြောက်တန်ယုံအဲ့ဒါကဒိမတ်ဒိမတ်နေပြီးတော့တန်ယုံကိုပိတ်တော့မယ်ဒီ2016မှာ1ကိုမှဆိုလို့ချင်းကျွန်တော်ပိတ်ပြီးတော့မယ်ဆိုတဲ့ဟာကိုသူတို့ထပ်တော့ချင်းညာတယ်နော်ဟိုတရနေ့ကလည်းတန်ယုံတယုံထွက်တယ်ဆိုတော့အခုတိတိတတပြောင်းလဲမှုမရှိလို့တဲ့အတိတ်ပြတော့တိတိတတပြောင်းလဲမှုမရှိဘူးဆိုဆိုပို့ပို့ပြီးတော့ဆိုးဖို့အချိန်ရှိတယ်နော်2016မှာအဲ့ဒါကြောင့်သူတို့ကအဒီကနေပြီးတော့ရုပ်သိမ်းတော့မယ်ဆိုပြီးတော့သူတို့ချင်းညာတယ်အခုဒိမတ်ကနော်ဒိမတ်ကချင်းညာတယ်ဆိုတော့နောက်တစ်ခုက KTL KTL ရဲ့ချုံနေတာများကနေပြီးတော့ ပါရာမော်တာကိုမောင်းပြတယ်နော်မောင်းပြတယ်အဲ့ဒါကစေးရဲမှာဆိုလို့ရှိရင်တော့3ဖို့ဆိုပြီးမှသူပြောတယ်ဆိုတော့သူကတော့မောင်းပြတယ်ပြောတာပဲရှိသေးတယ်ဟိုဖက်ကမလာတော့ဖက်ကကာမေကာစစ်တုံးတယ်အဲ့ဒီနေရာမှာနော်ကိုမောင်းပြန်ပြတဲ့အဲ့ဒီနေရာတွေကိုနေပြီးတော့ကာမေကာစစ်တုံးတယ်တက်ခတ်ချင်းကိုခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာပါရာမော်တာလေးကတိတိလေးပါပဲနော်မလာတော့ဖက်ကတုံးတဲ့ဟာကနေရောက်တုံးနေရောက်ထိုင်ဆိုတော့အဲ့ဒီပါရာမော်တာကိုမောင်းတဲ့လူတွေကတော့နော်သူတို့ဒီရောက်ထိတုံးမှတော်တော်ကိုနော်ကိုယူဆိုင်ပြီးတော့မောင်းနေရတယ်နော်မောင်းနေရတယ်ဆိုတော့ ဲ့ဒီလူကတယောက်ထဲကဘလုံးမပြည့်လို့ရနိုင်စရာအကြောင်းမရှိဘူး။နှစ်ယောက်ဆိုရင်တော့โอเคတယောက်ကတော့မောင်းတယ်တယောက်ကတော့ပြည့်တယ်เนาะအဲ့လိုမျိုးဆိုရင်တော့တော့ကျွန်တော်တို့ဖြစ်နိုင်တယ်။ဒါပေမဲ့ဒါကတော့သူတို့နှစ်ယောက်မောင်းတွေရှိတဲ့အထက်ကနေပြီးတော့တစ်ခုကိုထုတ်ပြတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့เนาะ။ဆိုတော့သူတို့စီမံလဲတော်လည်းတက်ဖွဲ့တွေစီမံလဲရှိနေတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်။အဲ့ဒါကိုမာလာတို့ဘက်ကနေပြီးတော့ကိုကာမီကာစီတုံးနဲ့တိုက်ခိုက်တဲ့အဲ့ဒီနေရာတွေကိုဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီနေ့တင်တက်လာတာပေါ့။အဲ့ဒါကတုံးပြန်မှုတစ်ခုပေါ့။ဒီဒေါက်တာဒီဇာဆန်တို့လုပ်တဲ့ ဒီဈေးတကိုဖြတ်လိုက်တယ်။နော်အဲ့ဒီမှာ KTL တွေကဘုံချုံတန်းများကပါရာမိုတာကိုမောင်းပြတယ်။အဲ့ဒီနေရာကိုပုံချေတယ်။နော်အဲ့လိုမျိုးတုတ်ပြံမှုတစ်ခုကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက UGMOD မူအောက်မှာရှိတဲ့ဒီကိုတိုင်းမှာဒီ MOD မူအောက်မှာမရှိတဲ့လူတွေအားလုံး PDF တွေ view ဟာတွေပါကဖားတွေပါအဖားတွေပါလာဖားတွေနော်အဲ့ဒါတွေကသူရမဟာမိတ်အပြင်တခြားလည်းနဲ့တိုင်ပေအဖွဲ့အစည်းနဲ့မှနော်သူတို့ပူပေါင်းဆောင်ရွက်ချက်လုံးဝမလုပ်ရဆိုပြီးမှအခုပုဂ္ဂိုလ်တိုင်းအဲ့ဒီစစ်ဌာနကနေပြီးတော့သူတို့ ကျညာထားတယ်နော်ထုတ်ပြန်ထားတယ်အဲ့ပြတော့ MOD မှုအရတော့သူတို့ကတော့ပူပေါင်းဆောင်ရွက်မှုမရှိဘူးနော်ပူပေါင်းဆောင်ရွက်မှုမရှိဘူးအဲ့ဒီသူတို့အဖွဲ့နဲ့သူတို့ရှိတဲ့လူတွေကတော့သူတို့ MOD မှုအောက်မှာမရှိဘူးဆိုလို့ရှိရင်သူတို့ကရန်သူပဲဟုတ်ကတည်းကနေရန်သူပြဿနာတက်တယ်အခုတက်တိပြဿနာတက်နေလို့ပဲငါတိုက်ပွဲတော့ခါမှတိုက်တာမရှိဘူးနော်သူကသူတို့တိုင်းရင်ပေါင်း300ကျော်ပါတော့မှမတိုက်ဘူးနော်တိုင်းရင်ပေါင်း300ကျော်ကသူတို့က source မရှိလို့တယ်နော်အတိပြတော့အရင်အမြင်မရှိလို့မတိုက်ဘူးဒေါက်တာဆဆာပြောတာဆိုတော့ဒါဆိုရင် AA ကဘယ်လိုလုပ်မလဲနိုင်ငံတကာရဲ့အမှားစမရလို့ဒီကြီးဆန်းလို့ဘာလို့မရှိလို့မတိုက်ဘူးဆိုရင် AA က တိုက်ပြကုံတော့မလဲဟိုမှာသူတို့ပြင်းနေတခုတော့မကုံတော့မှာဘာ source မှမရှိဘူးနော်သူတို့မှာအဲ့ဒါကိုနော်သူတို့ကတိုက်လို့ရတဲ့ဟာကိုတင်လို့ရတဲ့ဟာကိုအခုဒီဖက်ကဒေါက်တာဆာဆာတို့အဲ့ဒီတိုက်ရောက်ပေါင်း300ကျော်ရှိတယ်ပြီးလို့ရှိရင်တော့တကယ်ငွေရင်အားတွေပြည်သူလူထုတွေတတ်တောက်လူတွေဟာတွေကအဲ့ဒါနဲ့တိုက်လို့ရတာပဲအဲ့ဒါ source တွေပဲလေဒါလက်နက်တွေကပက်ဆန်ရှိလို့ရှိရင်ဒီမှာခူလိုင်းချောင်းကအမြဲတမ်းပွင့်နေတာပဲလေတော်လည်းရတက်ဖွဲ့တဲ့အသက်ရှင်နေဆိုတော့ခူလိုင်းချောင်းရှိလို့ပေါ့အမခူလိုင်းချောင်းနဲ့ဝယ်လို့ရလို့ပေါ့ပြီးလို့ရှိရင်စခန်းကိုတင်လို့ရပြီဆိုရင်လက်နက်တွေကအများကြီးပဲအဲ့ဒီမှာ KN တွေလည်းအများကြီးပဲလေ ့မှမသိမ့်တာမသိမ့်တော့ဘယ်လိုရမလဲအေကသိမ့်တယ်သိရင်ရတယ်ရတဲ့ဟာနဲ့တိုက်တယ်နော်နိုင်ငံခြားကပါကူညီမှမလို့သူကနိုင်ငံခြားကတနိုင်ငံကကူညီရမယ်အဲ့လိုမျိုးသူများအားကိုကိုးတဲ့အဖွဲ့အစည်းတွေနော်အန္တရာဒေါက်တာဆာပြောတဲ့ထင်မှကျွန်တော်နားထောင်ကြည့်တာအောင်မလေးလို့ဆိုတော့အေအေတို့ဘာတို့ကဘလို့လို့မလဲနော်ကိုကေအေတို့ဘာတို့ကဘလို့လို့မလဲသူတို့ကလက်နဲ့ဆက်ယုံရှိတယ်လေကေအေတို့ဘာတို့အဲ့ဒီလက်နဲ့ဆက်ယုံတော့ဘာတို့လုတ်ဖို့ကတော့သူတို့ဘာမှမစဉ်းစားဘူးနော်မစဉ်းစားဘဲနဲ့ပတ်စံတော်ငွေကိုပုံမှုတော့လုတ်တဲ့ခါကျတော့ဘာမှလုတ်ချောက်မှုမရှိဘူးအဲ့ဒီအယုံကြည်ရနော်သူတို့ အဲ့ဒီတခြားအဖွဲ့တော်လည်းသူတို့လက်မခံဘူးเนาะအဲ့ဒီသူတို့လည်းပုံတိုက်ဖို့သူတို့အစီအစဉ်မရှိဘူးသူတို့လည်းရှေ့ဆောင်မှုတော့တကယ့်တိုက်မဲ့ဒီမျိုးသိန်းတွေတိုက်ဖို့ပြည်သိန်းတွေတိုက်ဖို့မရှိဘူးသူတို့ရဲ့အတွေ့အထိမှာဒါ source မရှိဘူးဒီပြန်လာသူတို့မှလက်နက်တွေပါလေခရရအများကြီးလုပ်တယ်တိုက်ပြေကိုအပြုတ်တိုက်ဖို့အချိန်နေဘလုံးမှဖြစ်နိုင်ဘူးအဲ့လိုမျိုးပုံစံမျိုးအဲ့ဒီပြတော့ negative thinking ရှိတယ်သူတို့မှเนาะ positive မရှိဘူး negative ပဲရှိတယ်เนาะဖြစ်မယ်လုပ်တယ်ရတယ်တိုက်တယ် ီကြီးရဲ့သူတို့လက်နဲ့ကငါတို့လက်နဲ့ပဲအဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးเนาะအဲ့လိုမျိုးခိုင်ယူချက်မရှိဘူးသူတို့ကသူများလက်ကိုပဲအားကိုးတယ်အာတူပီကိုပဲအားကိုးတယ်အဲ့ဒါအမေရိကကိုပဲအားကိုးတယ်သူများနိုင်ငံကိုပဲအားကိုးတယ်ယူကရိန်းလိုเนาะသူများထောက်ပံ့တယ်သူတို့ကိုရချင်တယ်เนาะရချင်တယ် သူတို့လိုလည်းအဆွန်အစာမရှိဘူးเนาะယူကရိန်းလိုလည်းအဆွန်အစာမရှိဘူးနောက်တစ်ခုကထိုင်းနိုင်ငံကဒီကြားဖြင်းနဲ့ဆက်ဆက်တဲ့ဒေါ်လာသန်းပေါင်း300ကျော်ဟိုတရက်နေ့ကရှိပြီအဲ့ဒီဟာကိုဖော်ထုတ်တယ်ဒီနေ့ကတော့အဲ့ဒီသိမ်းဆည်းလို့ရမိတယ်ဆိုတဲ့ဟာကိုဖော်ပြပြတဲ့နောက်ပိုင်းမှာဒီနေ့တတိယခုထုတ်ပြန်တယ်เนาะအဲ့ဒါကပုံတစ်ခုထွက်လာတယ်အဲ့ဒါတတိယမီဒီယာမှာတကယ်ကြီးစားနေတယ်ထိုင်းဝန်ကြီးချုပ်ကဒီသူ့ရဲ့ထိုင်းဝန်ကြီးချုပ်အနုတင်ကနေပြီးတော့ဒီကြားဖြင်းရဲ့ကောင်းဆောင်နဲ့ရိုက်ထားတဲ့နော်သူတို့နဲ့အတူရှိတဲ့နော်အတူနေထိုင်တဲ့ဓာတ်ပုံတွေထွက်လာတယ်เนาะထွက်လာတယ်အဲ့ဒီပြန်တော့တကယ်ဝန်ကြီးချုပ်တော်မှာ ဒီကြားဖြတ်ကောင်းဆောင်တွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုတော့ပုံစံမျိုးနဲ့အခုဒီတင်းတပ်ပုံတွေတော်တော်တက်လာတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကြောက်ဖြူမှာเนาะကြောက်ဖြူမှာဟိုတရက်နေ့ရက်ကအင်အား900เนาะပို့ထားတယ်အဲ့ဒီပါ။အဲ့ဆေးရဲနဲ့ဆိုတော့အဲ့ဒီအင်အားကဘလောက်ထိပြုံးတိသွားလဲဆိုတော့ကျင်အဲ့ဒီမှာမင်းခွန်တိုင်ဆိုတဲ့နေရာတွေပြီးလို့ရှိရင်တော့ရန်နံတောင်ရဲ့တိုင်ချောင်းရဲ့ဇိုင်ချောင်းရဲ့ဆိုတဲ့နေအဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်တကယ်အဲ့ဒီမှာဇကဆာရအလောင်းတွေပုံထနေတာပဲ ਨੇ ။အောက်လုံးမန်တိုင်လောက်အောင်အဲ့ဒီမှာတကယ်ပုံနေတယ်အဲ့ဒီနေရာတွေမှာ တကယ်အသေးပြောက်တော်တော်ကိုများနေတယ်ဆိုတဲ့သတင်းကိုနေပြီးတော့ဟိုရခိုင်သတင်းဌာနဖြစ်တဲ့ Norringer ကနေပြီးတော့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတိပြရတော့အဒီကြောက်ဖြူမှာတိုက်ပုတ်တွေပြင်းထန်နေတယ်မာလာရဲ့အလောက်တွေအောက်လုံးမနိုင်ဘူးဒီပြရတော့ပို့ထားတဲ့900ကိုလောက်ပြီးထင်တယ်နော်ကိုလောက်ပြီးထင်တယ်အဲ့ဒီမှာတော်တော်ကိုတော့အသေးပြောက်များတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နေရာ၃ခုမှာအဲ့ဒီမှာ Main Khun Dai ဆိုတဲ့နေရာမှာရန်နံတောင်နေဆိုတဲ့နေရာမှာပြီးလို့ရှိရင်တော့တိုင်းချောင်းမှာပြီးလို့ရှိရင်ဆိုင်ချောင်းမှာအဲ့ဒီနေရာတွေမှာဒီမာလာရဲ့အလောက်တွေပြန့်ကျဲနေတာပဲတဲ့နော် တော့အဲ့ဒီတည်င်းကတော့တကယ်တည်င်းကောင်းပေါ့နော်တည်င်းကောင်းပေါ့ဆိုတော့ကြောက်ဖြူမှာတော်တော်ကိုကြာဆုံးများနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ဒီဇင်ဘာလ9ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဗီဒီယို